အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Godan 2 Channel 2ကနေကျွန်တော်ပြန်လည်ပြီးကြိုဆိုပါရစေကျွန်တော်ရဲ့အရင် Channel Godan Channel ကပြတ်သွားလို့ဗောနော်အကြောင်းတစ်ခုအကြောင်းမျိုးကြောင့်တစ်ခုပြတ်သွားလို့ကျွန်တော်ဒီ Channel ကိုကျွန်တော်အသစ်ဆက်ဖွင့်တာပါအဲ့တော့ကျွန်တော်ရဲ့ Channel ကိုကျွန်တော်ရဲ့မိတ်ဆွေအဟောင်းတွေပဲဖြစ်ဖြစ်မိတ်ဆွေသစ်တွေရောကျွန်တော်ရဲ့ Channel လေးကို Like Subscribe လုပ်ထားပေးပါဗျာနော်ဒါအခုကကျွန်တော်တပတ်စာဗောနော်3ရက်စာလေးကိုကျွန်တော်တင်ပေးမှာဖြစ်တယ်နော် အဲ့တော့ကျွန်တော်ဗီဒီယိုပဲကျွန်တော်ရိုက်လောလောဆယ်ရိုက်တင်လို့ရမှာဖြစ်တဲ့အတွက်အဲ့လေးကိုတစ်ချက်ကျွန်တော်ဖြစ်ပါအဲ့တော့ကျွန်တော် channel လေးကိုတစ်ချက်ကြည့်ပေးပါပြီးကျွန်တော် channel လို့ like and subscribe လေးလုပ်ထားပေးဖို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ဗျာနော်ကျွန်တော်ပထမဆုံးအနေနဲ့အဲ့ဒီရှစ်ပူးထွက်ရင်နှစ်ခွန်၄ကိုအခွေနော်နှစ်ခွန်၄ကိုမှာကျွန်တော်ရွေးကွက်ဆိုခွန်၉နဲ့နှစ်၄နှစ်ကွက်နော် ပြီးရင်အဲ့ဒီရှစ်ပူးထွက်ထိုင်ပတ်သီးနေဆိုရင်တက်သုံးပတ်သီးဟုတ်ပြီနော်တက်သုံးပတ်သီးလိုက်ပါပြီးရင်အပိတ်နဲ့ညနေမှာအပူးထွက်ရင်လိုက်ရမယ့်၅ခွက်ရှိတယ်အဲ့၅ခွက်က၄၅၅၆၅၀ 90R ဟုတ်ပြီနော်ဒီ၄ခွက်ရှိမယ်ပြီးရင် ကျွန်တော်တပတ်စာကိုတော့ပြီးရင်ဒီအပိတ်တောက်ကြံနေညနေအပိတ်ဟဲ့လို့စုံကနန်းပိတ်ရင်တခါလိုင်းရမယ့်အကွက်က3ခွန်ခွန်50 496ဟုတ်ပြီနော်အဲ့ဒါလေးရှိမယ်အဲ့တော့ဒါကကျွန်တော်အခုဒီကနန်းထွက်စင်ရနေကျွန်တော်ရလို့ကျွန်တော်ဒါလေးကိုကျွန်တော်ချပြပေးတာပါပြီးကျွန်တော်တပတ်စာကျွန်တော်ချပြပေးမယ်ဗျာနော် အဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်မျိုးတွေကဒီကျွန်တော်ရဲ့ Korean Korean I 2D channel 2ကိုဒါက channel 2ပေါ့နော်အရင်ပထမ channel ကျွန်တော်ပြတ်သွားလို့အဲ့တော့အဲ့ channel ဒီ channel လေးကို subscribe လေးလောက်ထားပေးဖို့ကျွန်တော်မြတ်တရခံပါလိမ့်မယ်နော်ဒါကဒီတောက်ကြံနေထွက်ထားတဲ့ကနန်းနေရတဲ့မူလေးတွေပါရှစ်ပူးကနေရတဲ့မူဆို2ခွန်လေးကိုခွေရခွန်9နဲ့2လေးကကျွန်တော်အကြိုက်2ခွက်ပေါ့နော်ပတ်သီးဆိုရင်1 3ပတ်သီး နော်တောက်ကြံနေညနေမှာအပူးထွက်ထားခြင်းကြောင့်ဟာ၄5ရယ်5 6ရယ်50ရယ်80ရယ်နော်ပြီးရင်တောက်ကြံနေညနေအစုံစုံကန်းပိတ်ထားလို့ကြောင့်3ခွန်2ခွန်50 4ခု16ဒီထဲတစ်ခွက်လာမယ်ဒီထဲတစ်ခွက်လာမယ်ဟုတ်ပြီနော်ကဲအဲ့တော့တပတ်စာကျွန်တော်ပြီးမယ်တပတ်စာက ပတ်စာကျွန်တော်ရွေးပေးထားတယ်เนาะတပတ်စာမှာကျွန်တော်ပတိ3လုံးရွေးထားတယ်ပေါ့เนาะဒီမှာ၄ရက်6လနေပြီတော့ဒါကျွန်တော်တပတ်စာကျွန်တော်ပေးနေကြပေးနေကြလေးတွေပါเนาะကျွန်တော် channel ဟောင်းလူတွေဆိုတော့ကျွန်တော်တိလိမ့်မယ်တိပါတယ်ဗျာเนาะအဲ့တော့ပထမပတိတစ်လုံးနေနဲ့ဆိုရင်၄ပတိနော်၄ပတိမှာဆိုရင်ရွေးခွက်က40 46 48 55ပါဟုတ်ပြီနော်ဒုတိယမြောက်ပတိဆိုရင်5ပတိ5နဲ့ဆိုရင်6 5658569ပါဗျနော်တတိယမြောက်ပတ်သီးက6ပတ်သီးပါ6ပတ်သီးနဲ့ဆို969890963ပါဟုတ်ပြီနော်အဲ့တော့ဒီဒါကပတ်သီး3လုံးပေါ့နော်3ရက်စာအတွက်ပတ်သီး3လုံးပါတပတ်စာပူပါကိုပတ်သီး3လုံးမှာကျွန်တော်ဒီအကြိုက်ဆုံးတော့ကျွန်တော်ဒါကျွန်တော်အကြိုက်ဆုံးနေဒီကျွန်တော်ရွေးထည့်ပေးထားတာနော်တပတ်စာပူပါခွေဆိုပထမဆုံးခွေက၄၅၃ညာ၉ခွေ လေးငါးတုံညာကိုခွဲကျွန်တော်အကြိုက်ဆုံးနှစ်ကွက်က၄ငါးနဲ့60နှစ်ကွက်အကြိုက်ဆုံးနော်ဒုတိယမြောက်အခွေက2 3 8အခွေ2 3 8အခွေမှာဆို9 3ရယ်2 8ရယ်နှစ်ကွက်ကျွန်တော်အကြိုက်ဆုံးပဲဟုတ်ပြီနော်ပြီးရင်တပတ်ဆံမွေးကွက်တပတ်ဆံမွေးကွက်ဆိုရင်40 4 9 60 9ဒါ A တန်းနော် B တန်းက46 56 50 80ဟုတ်ပြီနော် အဲ့တော့ပြီးရင်တပတ်စာ break တပတ်စာ break ဆိုရင် tip break tip break မှာဆိုရင်5 6 3.1ခွန်မှာဟုတ်ပြီနော်ဒုတိယ break တစ်လုံးက con break ပါ con break ဆိုရင်80 98 43ပါဗျနော်80 98 43ပါကဲအဲ့တော့ကျွန်တော်စီမှာရှိတဲ့ 3D ရနေရတဲ့မွေး6ကွက်ရှိမယ်အဲ့ 3D ရနေရတဲ့မွေး6ကွက်ကလုံးဝအပတ်တိုင်းထွက်ပါတယ်ဗျနော် ဒုတိယနေ့မူရတဲ့မူ6ခွက်ဆိုရင်ထွက်တာက939နှစ်ဆို3932နှစ်ပါပြီးရင်3028955ပါဟုတ်ပြီနော်ဒါကကျွန်တော်တပတ်စာကျွန်တော်ပေးထားတာလေးပါဟုတ်ပြီနော်ဒါကတော့မိတ်ဆွေတို့ဒီရှစ်ပူးမော်နေရတဲ့အခွေက2049ကိုခွေရှိမယ်ခွန်2049ကိုခွေကျွန်တော်အကြိုက်ဆုံး9926လေးနှစ်ခွက်အကြိုက်ဆုံးပါပတ်သီးဆိုရင်13ပတ်သီးဒီရှစ်ပူးကနေရမယ် ဒီတက်သုံးပတ်ဒီအရန်အားကောင်းတယ်နော်မြေဆုတည်တာဘာလို့လဲဒီရှစ်ထိတ်ထွက်တိုင်းကြောင့်လဲတောင်ရက်တင်းနဲ့တောင်လေးအခွေဆိုရှိတယ်ကျွန်တော်ငါးလုံးခွေဖြစ်လို့ကျွန်တော်မပေးတာဟုတ်ပြီနော်ပြီးရင်တောက်တန်နေညနေမှာအပူပူနဲ့ပိတ်ထားခြင်းကြောင့်၄၅၅၆50 80ဒီလေးခွက်ထဲတစ်ခွက်လာမယ် sorry တောက်တန်နေညနေနောက်ဆုံးကဏ္ဍစုံနဲ့ပိတ်စုံကဏ္ဍနဲ့ပိတ်ထားခြင်းကြောင့်3920 54 16ဒီထဲတစ်ခွက်လာဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်မျိုးတွေကျွန်တော်ရဲ့ဗီဒီယို ဒီကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုဒီကျွန်တော်ရဲ့ Golden Channel 2လေးကို like subscribe လေးလုပ်ထားပေးဖို့ကျွန်တော်အနူးညမြတ်တရက်ခတ်ပါတယ်ဗျကျွန်တော်ရဲ့မိတ်ဆွေဟောင်းတွေရောမိတ်ဆွေသစ်တွေရောဟုတ်ပြီနော်အဲ့တော့ကျွန်တော်မနေ့ဖြန်ညကျရင်တော့ကျွန်တော်ဒီ Golden နေ့အတွက်ကျွန်တော်နေ့တိုက်ကိုကျွန်တော်ချပြပေးမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးအထူးပါဗျ